လုံးမမင်္ဂလာပါရှင်စပိလက်ရဲ့ book review စီစဉ်လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်မေတ္တာတရားဆိုတာဘလောက်စွမ်းထက်ပြီးရောဘလို့နေထားကိုပြောင်းလဲလို့ရမှန်းဇူလိုင်လအနောင်သိပြီးသားပါဒါကြောင့်တခြားသူတယောက်ယောက်ဒါမှမဟုတ်ခြားရတခုပေါ်တော့မကြာခဏဆိုသလိုမေတ္တာထားကြပါတယ်ဒီနေ့မှာတော့ကိုကိုချစ်တတ်ဖို့ကိုတားလျင်ကိုရအားကိုရဆိုတာကိုသိပြီးရောကိုကိုကိုလေးစားတမိုးထားတတ်လာမယ်ဘဝနေနေစာအုပ်လေးတွေကိုဝင်မြောက်ပြီးသားမှာပဲဖြစ်ပါတယ်ရှင် ီစာအုပ်လေးတွေကတော့ရွေးရှင်းသောအကျင့်ကောင်းမွန်သောဘဝဆိုတဲ့စာအုပ်နဲ့ကိုကိုကိုတမှုထားခြင်းနုပညာဆိုတဲ့စာအုပ်လေးတွေပဲဖြစ်ပါတယ်။ပထမဆုံး review လုပ်ပေးခြင်းတဲ့စာအုပ်လေးကတော့ The Art of the Good Life ဆိုတဲ့စာအုပ်လေးကိုဆရာကက်စပါဆိုကဘာသာပြန်ဆိုထားတယ်။ရွေးရှင်းသောအကျင့်ကောင်းမွန်သောဘဝဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။အသေးအဖွဲလေးတွေပေါ်မှာအာယုံကြပြီးတော့ညှဉ်းညူနေခြင်းဟာကိုယ့်ရဲ့ကောင်းမွန်တဲ့ဘဝကိုဖြုန်းတီးပြနေရတဲ့အတူတူပါပဲ။ ဥယျာဉ်ကျော်ဝချမ်းသာမှုအဆင့်တန်းအားဆင်းရဲမွဲတေမှုမြင့်ရဲ့ပုံမှာရှိနေခဲ့တယ်ဆိုရင်အဓိကအဖြစ်တော့အရာကိုကိုယ်ဘယ်လိုရှိမြင်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်တဲ့ပတ်စံကကိုယ်ပျော်ရှင်စေလားမပျော်ရှင်စေဘူးလားဆိုတာကလည်းကိုယ်ပေါ်မှာပဲမူတည်ရဲ့ကိစ္စရဲ့ဖြစ်ပါတယ်အချိန်နဲ့တခုဒါမှမဟုတ်တစုံတစ်ယောက်ကကိုယ့်ရဲ့ဘဝကိုဖျက်ဆီးနေရဲ့လို့ထင်မြင်တိုင်းမှာတကယ်တမ်းကိုယ့်ဘဝကိုဖျက်ဆီးနေတာကကိုယ်ကိုယ်တိုင်းမှာပဲတခုခုရဲ့တားကောင်လို့ခံစားနေရတာဘဝကိုဖျက်တမ်းတဲ့နေရာမှာလုံးဝပျက်စီးစေမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ် အကြောင်းဘွားမှာကိုယ့်ကိုမာယုံပုံပေါ်မှုတွေနဲ့ရှောင်လန်းချင်နေကြရလဲကိုရဘွားဇလန်းတွေကကိုဟာဘသူဖြစ်တယ်ဘယ်ရလာရဲ့ဘယ်ကိုဥတီသွားနေရဲ့ဆိုပြီးတော့အလေးထားတယ်ဆိုတဲ့ချက်တွေကိုပြပြနေပါတယ်ကိုရလှုပ်ဆောင်ချက်တွေကအနှက်အဓိပ္ပာယ်ရှိပါတယ်ဘွားမှာဖြစ်လာတဲ့ကိစ္စရဲ့တိုင်းရဲ့နောက်ွယ်မှာအကြောင်းရင်းတွေမြဲရှိနေရပဲလေ လိုင်းတို့ကဂျူလိုင်းတို့ထင်တာအတက်ပို့ပြီးတော့မှအပြောင်းလဲမြန်တက်ကြပါတယ်။ပြောင်းလဲတယ်ဆိုတဲ့နေရာမှာအစားတော့ကြိုက်တာမကြိုက်တာတွေဝါသနာတွေကြိုက်တဲ့ဂီတတွေတွေမကပါဘူး။ပြောင်းလဲရခက်တယ်လို့ထင်မြင်စတာတယ်။ကိုရဲ့ကိုရဲ့ကိုသေးတွေနဲ့တမိုးထားတဲ့စံနှုန်းတွေရပါ။ကိုတင်ထားတာတက်ပို့ပို့မြန်ဆန်ပြောင်းလဲနေတတ်ပါတယ်။ ငရဲချိန်တွေမှာအနာဂတ်ကိုမျှော်ကုပ်ပြီးရောပင်မတကြီးအလွတ်လုတ်တက်ကြပါတယ်။အသက်ကြီးလာတဲ့အခါမှာအဲ့လိုအပင်မခံခဲ့ရလို့ယောဂါရရလာတယ်ဆိုရင်အဲ့ဒီအပင်မခံခဲ့ရတာတွေကတကယ်ရောတည်ရဲ့လားဆိုတာကိုပြန်စဉ်းစားမိကြပါတယ်။ကျမတို့ရဲ့ဘဝကတကယ်ဖြစ်နေရတဲ့နေဆာရင်စီမံချက်တွေကိုပုံမလိုလားလက်ခံခြင်းနဲ့ပုံပေါက်နေပါတယ်။ ကိုဖြစ်ချင်တာတွေတဲ့ဖြစ်လာတဲ့အခွင့်အလမ်းတွေကပုံမအေးပါအရာတစ်ခုဖြစ်နေတတ်တယ်။ဒီစာအုပ်ထဲမှာတော့စန့်ကျင်ဘက်ကနေကောင်းမွန်သောဘဝတစ်ခုတည်ဆောက်နိုင်မယ်နေ့တွေဘဝရဲ့ပုံမသိငယ်တဲ့အနတ်အဓိပ္ပာယ်ကိုရှာဖွေသိရှိလာမယ်အပြင်ညှော်မှန်းချက်များကိုစီမံခန့်ခွဲတတ်ခြင်းနဲ့အပြင်လူတွေကိုမိတ်ဆွေဖွဲ့နေတွေပါအသေးစိတ်ရေးသားပေးထားပါတယ်။နောက်ထပ် review လုပ်ပေးခြင်းတဲ့စာအုပ်လေးကတော့ကိုကိုကိုတမိုးထားခြင်းနုပညာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်။ ကျမတို့မှာကိုကိုကိုပို့ပြီးတင်တာတပို့အမတကူလုံးမိတဲ့အခါကိုကိုကိုအရင်အပြစ်မတင်မိဘူးဂယုဆိုင်ရပါတယ်ကိုကိုကိုလေးလေးဆန်းဆန်းဆက်ဆံလို့မရအောင် လုံးနေရဲ့အဖြတ်တရားတွေကိုလွတ်ချဖို့ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ် အချင်းတစ်ခုကိုခက်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 ဖြတ်တန်းရချိန်မှာကိုကိုကိုအတင်းထားရတယ်ကိုကတိကိုတရားအောင်မှတ်ထားရတယ်လမ်းကြောင်းပေါ်ကချော့ထွက်မသွားအောင်ကိုကိုကိုပြန်ဆွဲတင်ရပါတယ်လက်ရှိရှိနေရကိုကိုကိုသာချစ်ကြည်ပါကိုလေးချင်းကြမှာပဲငါခန္ဓာကိုငါမုန်းနဲ့ရက်သွားမှာပါဒီဇာယမှာပဲစိတ်ချမ်းသာမှာအသက်30မပြည့်ခင်အင်းအောင်ချမဖြစ်မယ်။အဲ့ဒါမှဘဝကနေပြောမှာဒီလိုအတွေးတွေနဲ့ကျမတို့ကကိုကိုကိုဘယ်လိုခံစားရမလဲဆိုပြီးတော့မှဒုက္ခပေးတတ်တဲ့စီကံတွေ၊တမ်းမြင့်ချက်တွေမကြာခဏချတတ်ကြပါရဲ့။ ကိုချမှတ်ထားတဲ့အစင်မရောက်ခင်ကိုအရှုံးနဲ့ရင်ဆိုင်ရတယ်လို့ခန်းစားပြစ်လိုက်ပြီးတော့ကိုကိုကိုတမိုးမတမလေးစားကြတော့ကိုကိုကိုမုန်တီးနေရတဲ့အခုံရက်ပြီးတော့လက်ရှိနေတာတိုင်းနေပဲနေကြည့်ပါကိုတမိုးကိုအခြားသူဟာအခဲဖြတ်ပေးရာ အပြင်အတီးပြူးချက်တွေဘေးနေရာတွေကိုလက်ခံပါနဲ့ကုကူကိုတန်တရားစိတ်ဝင်ခြင်းကကုကူဓမ္မထားစေအတွက်အစိတောက်တစ်ခုပါပဲခုနားမှာရှိတဲ့လက်တွဲပေါ်ကမကောင်းရင်လည်းလက်လွတ်နိုင်အောင်ကြိုးစားရမယ်မကောင်းမသိရနဲ့ရှေ့ဆက်နေရဆိုတာသူနဲ့ဝေးသွားကိုချစ်မဲ့လူမရှိတော့ပါဘူးကိုနဲ့တွဲမဲ့လူလည်းမရှိတော့ပါဘူးလို့ဆိုပြီးတော့ထင်နေလို့ဒါမကောင်းတဲ့သူကိုလက်မလွတ်နိုင်ဖြစ်နေရပါမကောင်းတဲ့လက်တွေပေါ်တယောက်ကိုဘေးနားရှိပြီးတော့စိတ်ဆင်းရဲနေရတဲ့ဆိုင်တယောက်တဲ့ဘဝကိုအေးချမ်းစွာရှေ့ဆက်လိုက်တာပို့ပြီးတော့မှကောင်းပါရဲ့ ။စာအုပ်လေးကိုဖတ်ကြည့်ပြီးသားပြီဆိုရင်တော့မတူကွဲပြားမှုတွေကအနည်းချက်မဟုတ်ဘဲနဲ့ထူးခြားချက်ပါဆိုတာကိုသိရှိနားလည်လာပြီးတော့ကိုကိုကိုပို့ပြီးတမိုးထားတတ်လာမယ်ချစ်တတ်လာမယ်ကိုကိုကိုယုံကြည်ချက်တွေပြေဝါရှိလာစေမှာပဲဖြစ်ပါတယ်ရှင်။ကိုဝင်များပေးသွားတဲ့စာအုပ်လေးတွေကိုအသေးစိတ်ဖတ်ရှုကြည့်နေဆိုရင်တော့ Sapilan website, Pi Messenger နဲ့ TikTok channel တို့မှာဝယ်ယူလို့ရပါတယ်ရှင်။စာပေချစ်သူများအလုံးကိုကိုကိုတမိုးထားတတ်ပြီးတော့ကျမပြောရှင်တော့ဘွားတွေကိုဖတ်ဆင်းနိုင်ကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။